ိမ်ပြိုသွားတဲ့ချိန်မှာတန်တဲ့ခြေရှိရဲ့ကြောက်စိမ်းနှုံးတွေကိုမပြောက်ပြဲ့အောင်ဆောင်းရှောက်ပေးတဲ့လူကိုကြောက်စိမ်းကုမ္ပဏီပန်ရှင်ကငွေ၁၃သိန်းနဲ့ချွေလက်စွပ်တကွင်းကျေးဇူးဆက်မင်္ဂလာပါအော်ဒီယိုပိုင်းဇွန်နိုင်ငံနေကျိုးဆိုပါတယ်ယခုတစ်ခါမှာတော့လီဂျက်မီဒီယာကနေတင်ဆက်ထားတာကိုဖပြပေးမှာဖြစ်ပါတယ်နားဆင်ကြည့်ပါဦးခင်ဗျာကြောက်စိမ်းနှုံးတွေတန်တဲ့ခြေရှိတဲ့အိမ်ပြိုသွားချိန်တပြားမှမဆုံးရှုံးအောင်အိမ်ဆောင်ပေးခဲ့သူကိုငွေ၁၃သိန်းနဲ့ ွေလက်စော်တကွင်းကျေးဇူးဆက်ခဲ့တဲ့ကြောက်စင်းကုမ္ပဏီပိုင်ရှင်မန္တလေးငလင်မှာဒေရတိုက်ကနေနှစ်ထပ်ပြိုပြီးဘာမှယူလို့လည်းမရဖြစ်နေချင်းအောက်မှာကကြောက်စင်းတွေတန်နဲ့ချပြီးပြိမ့်မိနေပေမဲ့ငရေကြီးနေုံကလွဲပြီးဘာမှလုံးမရခဲ့ပါဘူးတဲ့ငလင်လှုပ်ပြီးကစားမှုမန္တလေးမှာလည်းဆက်မနေရဲလို့ချောင်းမယ်ဆိုတော့လေပိုက်ဆံကလိုးနေတယ်တိုက်ပြိုတဲ့အောက်ကပစ္စည်းတွေလည်းစိတ်မချဖြစ်နေတော့ ိမ်မာနေတဲ့လုပ်ဖို့ကိုင်းပဲဒင်းကြီးလေးကအမားတို့အကူတို့သွားလိုက်ကျွန်တော်နေခဲ့မယ်တဲ့သူကလည်းယုံရတဲ့သူဆိုတော့သူနဲ့ထားခဲ့ပြီးအာဝုတွေပါခေါ်ပြင်ဦးလင်ကိုသွားခဲ့တယ်နှစ်ရက်လောက်နေတော့ငလင်းထက်လောက်ပြီးဒုတိယတက်ကဟသွားတယ်ကြံခဲ့တဲ့ညီလေးကဖုံးဆက်ပြီးအမားတို့ပစ္စည်းယူလို့ရနိုင်တယ်လို့ပြောလာတာကြောင့်ပြန်ဆင်းပြီးလာယူတယ်အိမ်ဖြိုးချင်းရနိုင်တဲ့ပစ္စည်းတွေ တသေးမမွားအစအကုန်ကောက်ပြီးဒီညီလေးရတင်ထားပေးတာပါတဲ့သူစောင့်နေရတဲ့အတော်တွင်းကိုတော့ကျုံတလို့အဲ့ကျုံတလို့စားပြီးနေညအိမ်ကိုဘသူမှမလာမဝင်အောင် ဆောင်းလျှောက်ပေးခဲ့ပါတယ်တဲ့သူ့လိုဘသူမှမလုပ်ပေးနိုင်တာကို သူကလုပ်ပေးခဲ့တဲ့အပြင်ရက်ွက်ကနေထောက်ပံ့တဲ့စံစီပဲအစုံ လားလူရာမှန်သမျှအကုန်ယူပြီးစုထားပေးသေးတာပါတဲ့ထောက်ပံ့ခြေရုပ်ကိုလည်း အဲ့ဒီညီလေးရမယူပဲသူတို့ကိုဆရင်နဲ့တကွပြန်ပေးအပ်ခဲ့ပါလေမောင်နှမဆွေမျိုးတောင်မလုပ်ပေးနိုင်တာကို လုပ်ပေးခဲ့တဲ့တစ္ဆာရှိပေးခဲ့တဲ့ဒီညီလေးကိုကြောက်စင်းကုမ္ပဏီပန်ရှင်ဖြစ်တဲ့အင်ရှင်ကကွန်ပျူတာငွေကျ73သိန်းနဲ့ကျွေလဲဆွတ်တကွင်းလက်ဆောင်ပေးခဲ့တာပါအလုပ်တွေလက်ရှိအကုန်ရပ်နေတုန်းဖြစ်လို့လောလောဆယ်ဒီလောက်ပဲပေးထားနိုင်တာဖြစ်ပြီးအလုပ်ပြန်လုပ်တဲ့အချိန်ကျရင်တော့ကျေးဇူးအကြီးကြီးဆက်သွားမှာပါလို့ ကျောက်ဆိုင်ကုမ္ပဏီပန်းရှင်ဇနင်းမောင်နှံကဆူထားတာတွေ့ရပါတယ်။တကယ်ကိုလေးစားလောက်တဲ့ညီလေးပါပဲ။